ိုင်ဘတ်ဟောင်းတွေလိုက်မမိနိုင်လောက်တဲ့တထေးသားနဲ့တွဲပြလိုက်တဲ့သစဉ်ထူးမြင့်အလုံးမဲမိကလာပါဒီနေ့မှာတော့ပရိသတ်တွေကြားထဲမှာဟိုးလေးကြောကြောဖြစ်နေတဲ့အကြောင်းအရာတစ်ခုကိုတင်ဆက်ပေးချင်ပါတယ် ဒါကတော့ပြိုင်ဘက်ဟောင်းတွေလိုက်မမိနိုင်လောက်တဲ့တထေးသားတယောက်ကိုတရားဝင် တွေ့ပြလိုက်တဲ့သစင်ထွမြင့်ရဲ့အခြေရေးအကြောင်းပဲဖြစ်ပါတယ်။လက်ရှိအချိန်မှာသစင်ထွမြင့်ရဲ့ရွေးချယ်မှုကဆိုရှယ်မီဒီယာထက်မှာတကယ့်ကိုပွဲဆိုသွားစေခဲ့ပြီးသူမရဲ့အစင်တန်းကိုပါတဆင်မြင့်တင်လိုက်တယ်လို့ဖြစ်သွားခဲ့ပါတယ်။အလုံးသီးကြတဲ့အတိုင်းသစင်ထွမြင့်ရဲ့ချစ်သူကောင်းလေးကတာမန်လူမဟုတ်ဘူးရှင်။ရန်ကုန်မြို့ရဲ့အထင်ကြီးအဖြစ်ဆုံးလူငယ်ရေးဂျာထဲမှာရေပန်းအစားဆုံးဖြစ်တဲ့ The Vibe ဘာကြီးကိုပိုင်ဆိုင်ထားတဲ့ထိတ်တန့်တထေးသားတယောက်ဖြစ်နေလို့ပါပဲ။ ဒီအချက်ကပဲပြိသက်တွေကြားထဲမှာနှိုင်းရှင်စရာတွေဖြစ်လာစေခဲ့တာရှိရင်အထူးသဖြင့်ပြိသက်တွေစိတ်ဝင်တစားပြောဆိုနေကြတာကတော့ရွံ့ရွံ့နဲ့နှိုင်းရှင်မှုပါပဲ။တချိန်ကအခြေရေးကိစ္စတွေလူမှုရေးကိစ္စတွေမှာသူနိုင်ကိုနိုင်အားပြိုင်ခဲ့ကြတဲ့ဆိုပြီးနမဲချီးခဲ့တဲ့သရုပ်ဆောင်ရွံ့ရွံ့ရဲ့လက်ရှိချစ်သူမှဲတလုံးစိန်နဲ့ရှင်လိုက်မယ်ဆိုရင်တော့အခုသစဉ်ထူးမြေ့ရွေးချယ်လိုက်တဲ့တထေးသားကပိုပြီးချမ်းသာကြွယ်ဝတဲ့လို့စီပွားရေးအင်အားရလေပိုပြီးအရှိန်အဝါကြီးမားနေတာကိုတွေ့ရပါတယ်။ ဒါကြောင့်ပရိသတ်တွေတချို့ကတော့ဒစင်ထူးမြင့်ကတော့ရှယ်ဘိန်ဟိုဘက်ကပြိုင်ဘက်ဟောင်းထက်အဆဆက်ရာတန်လုံတဲ့သူကိုရွေးပြီးတကွက်ပြလိုက်တာကောင်တကယ်ကိုကျင်းနတ်ဆရာကောင်းနေဆိုပြီးဝမ်းသာအားရပြောဆိုနေကြတာလည်းဖြစ်ပါတယ်ဒါပေမဲ့အရင်လိုတထေးသားနဲ့တွဲနိုင်တာကအကန့်ကောင်းရုံတသက်တော်မဟုတ်ဘူးရှင်ဒစင်ထူးမြင့်ကိုရင်ကလည်းဖခင်ခင်လိုင်းရဲ့အရှိန်အဝါတစ်ခုတည်းနဲ့ရပ်တည်နေတာမဟုတ်ပါဘူးသူမဟာမြန်မာနိုင်ငံမှာအဆင့်အမြင့်ဆုံး PRC ဘွဲကိုရထားတဲ့ပညာတတ်တယောက်ဖြစ်တဲ့လုံကိုပိုင်စီပွားရေးကိုပိုင်ဝင်ငွေနဲ့ရပ်တည်နေတဲ့ မ်းမြတ်တဲ့အမျိုးသမီးငယ်တယောက်ပါကိုရိုင်ကအရေးအချင်းရှိပြီးပြေဆုံနေတဲ့သူမို့လို့လေအခုလိုထိတ်တန့်အတိုင်းဝိုင်းကတထေးသားနဲ့တန်းတူညီမျှလက်တွဲနိုင်တယ်လို့ဆိုရမှာပါဒီလိုအခြေရေးသတင်းတွေထွက်လာတဲ့အခါမှာဖခင်ဖြစ်သူဦးခင်လိုင်ရဲ့သဘောထားကလည်းအရေးကြီးပါတယ်ရှင် ပုံမှန်ဆိုရင်တော့တတိသားတွေကမင်းသမီးတွေကိုအပျော်တွဲတက်ကြတယ်ဆိုတဲ့အမြင်တွေကြောင့်ဖခင်တွေကစိတ်ပူတက်ကြစမြဲပါဒါပေမဲ့ဦးခင်လိုင်ကတော့အလုံးထင်မှတ်မထားတဲ့ဇာကားတစ်ခုနဲ့တမီးဖြစ်သူကို support လုပ်ပေးခဲ့ပါတယ်သူပြောခဲ့တာကတော့တမီးဖြစ်သူကတတိနဲ့ပဲကြိုက်ကြိုက်ဆင်းရဲသားနဲ့ပဲကြိုက်ကြိုက်သူ့အနေနဲ့သဘောမတူပိုင်ခွင့်တားပိုင်ခွင့်မရှိပါဘူးတဲ့ရှင်ဒီဇာကားကအရင်ကိုလေးနက်ပါတယ်နော်တတိသားမလို့မျက်စိမိတ်သဘောတူတာမဟုတ်သလုံးဂုံမတူလို့တားမြစ်တာမျိုးလည်းမလုပ်ပါဘူးရှင်တမီးလေးရဲ့ရွေးချယ်မှုမှန်ကန်ပါစေလို့ဆုတောင်းပေးုံကလွယ် ီးဝင်မဆွတ်ဖက်ဘူးဆိုတဲ့ခံယူချက်ကောင်ခင်မိတဲ့ဖခင်တယောက်ရဲ့စံပြစိတ်ထားပါပဲ။ဦးခင်လိုင်ကိုရိုင်ကတမီးဖြစ်သူရဲ့ဆုံးဖြတ်ချက်နဲ့အရေးချင်းပေါ်ယုံကြည်မှုအပြည့်ရှိနေတယ်ဆိုတော့ပေါ်လွင်နေပါတယ်။ချုံကိုကြည့်လိုက်မယ်ဆိုရင်တော့သစင်ထူးမြင့်ကဒီတစ်ခါမှာတော့အခြေရေးမှရောလူမှုအစင်တန်းမှာပါပြိုင်ဘက်တွေလိုက်မမီနိုင်တော့တဲ့အောင်မြင်မှုတစ်ခုကိုရယူလိုက်နိုင်ပြီလို့ဆိုရမှာပါ။ ကဲပရိသတ်ကြီးပြိုင်ပဟောင်းနေထက်တောင်လုံးနဲ့တထေသားကိုပိုင်းဆိုင်ထားတဲ့သစင်ထွမြင့်ရဲ့ရွေးချယ်မှုကိုဘလို့ထင်မြင်မိပါသလဲ။ဖခင်ကြီးဦးခင်လိုင်ရဲ့သဘောထားချီးမှုကိုရောလေးစားမြင့်ကြရလောက်ပရိသတ်တို့ရဲ့အမြင်ကိုလည်းခွန်မမဝင်ရောက်ဆွေးနွေးပေးသွားကြပါအောင်ရှင်။အဆုံးနဲ့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။ဆက်လက်ပြီးစိတ်ဝင်စားစရာ celebrity အကြောင်းအရာတွေအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်။ YouTube channel ကိုလည်း like and subscribe လုပ်ပြီးအားလုံးပဲနေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။